နံပါတ်ကြီးရုတ်တံအစီအစဉ်တင်ဆက်သူဒဇင်တွင်ဝင်တဲ့ချစ်သူတွေဖြစ်နေပြီလို့ထင်ကြီးပေးနေကြတဲ့ဇွဲထက်ရဲ့တောင်းငယ်ပြည်သူများလုံးမင်္ဂလာပါရှင့်ဘောင်းမီစနောကနေပြန်လေးကြိုဆိုလိုက်ပါတယ် နမကြီးရောက်တဲ့အစီအစဉ်တင်ဆက်သူဒဇင်ဝင်ဝင်နဲ့ချစ်သူတွေဖြစ်နေကြပြီလို့ထင်ကြပေးနေကြတာကတော့နိုင်ငံကျော်ဆွဲထက်ရွှေဆိုင်ရဲ့တားငယ်လေးကိုအောင်မင်းမြတ်ဖြစ်ပါတယ်။ဒဇင်ဝင်ဝင်ဆိုတာကတော့ MRTV4 ရောက်တဲ့ line မှာအစီအစဉ်တင်ဆက်သူလောက်ခဲ့တဲ့မင်းသမီးလေးတဦးဖြစ်ပါတယ်။ဒဇင်ဝင်ဝင်ဟာမင်းသမီးတယောက်လိုချစ်စရာကောင်းပြီးချုံမော်လှပတာကြောင့်လည်းမြန်မာနိုင်ငံရဲ့နမကြီးအစီအစဉ်တင်ဆက်သူတဦးဖြစ်နမကြီးနေတာဖြစ်ပါတယ်။ဒဇင်ဝင်ဝင်ဟာပြည်သက်တွေကလည်းအများကြီးရှိနေရပါ။ဒီလိုချစ်စရာကောင်းတဲ့အစီအစဉ်တင်ဆက်သူဒဇင်ဝင်ဝင်ဟာ ာနိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ရဲ့အငယ်ဆုံးသားလေးနဲ့ချစ်ကြိုက်နေရလို့သိရပါတယ်။ဒီလိုမျိုးသူတို့နှစ်ယောက်ကဇွဲထက်ရွှေဆိုင်ကလှုပ်တဲ့အခမ်းအနားပွဲတွေမှာသစဉ်တွေဝင်းကအစီအစဉ်တင်ဆက်ရင်းနဲ့ဇွဲထက်ရွှေဆိုင်ကသားငယ်လေးနဲ့တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။အခုဆိုရင်တော့ဇွဲထက်ရွှေဆိုင်ရဲ့အငယ်ဆုံးသားဖြစ်တဲ့ကိုအောင်မင်းမြတ်ကတော့နံပါတ်ကြီးရောက်တဲ့အစီအစဉ်တင်ဆက်သူသစဉ်တွေဝင်းနဲ့ချစ်ကြိုက်နေကြောင်းသတင်းထွက်ပေါ်နေခဲ့ရပါဒါအပြင်သူတို့နှစ်ဦးရဲ့ဓာတ်ပုံတွေပါထွက်ပေါ်လာခဲ့ပါတယ်။နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ကတော့နံပါတ်ကြီးရွှေဆိုင်တွေ အများကြီးတဲကမှပရိသတ်တွေအသေးနှလုံးကိုပိုင်ဆိုင်ထားတဲ့ရွှေဆိုင်လို့ဆိုရမှာပါဇွဲထက်ရွှေဆိုင်ဟာအလူအတန်းနဲ့ဘာသာရေးတရဏာရေးလုပ်ငန်းတွေကိုလုံဆောင်နေရကြောင်းလဲဇွဲထက်ရွှေဆိုင်ပိုင်ရှင်တတိတွေဖြစ်တဲ့ဦးစံဝင်းတော်ဝင်းမှာတားကြီးကိုကျော်စွာဝင်းတမိလက်မတ်ထက်တင်ဆောင်အောင်နဲ့တားငယ်ကိုအောင်မင်းမြတ်တို့အထိပရိသတ်တွေကချစ်ခင်အားပေးကြတာဖြစ်ပါတယ်ဇွဲထက်ရွှေဆိုင်ရဲ့တားသမီးတွေထဲမှာတမိငယ်ဒေါက်တာထက်တင်ဆောင်အောင်နဲ့တားငယ်အောင်မင်းမြတ်ဟာပရိသတ်တွေရဲ့ချစ်ခြင်းမြတ်တာတွေကိုအပြေအဝ ရရှိထားတာလည်းဖြစ်ပါတယ်။အထူးသဖြင့်ဇွဲထက်ရွှေဆိုင်ရဲ့တားငယ်လေးဟာမင်းသားတယောက်လိုချောမလှပပြီးတော့ရုပ်ရည်ကယောက်ျားပီတာတာဖြစ်ပါတယ်။အစောပိုင်းမှာတော့ဇွဲထက်ရွှေဆိုင်ရဲ့တားငယ်လေးအောင်မင်းမြတ်ဟာနိုင်ငံသားမှာပညာသင်ကြားနေခဲ့ရပါ။ဒါပေမဲ့ပြေးခဲ့တဲ့ရက်ပိုင်းမှာတော့ဇွဲထက်ရွှေဆိုင်ရဲ့အငယ်ဆုံးသားကိုအောင်မင်းမြတ်ဟာနိုင်ငံသားကနေပညာသင်လို့မြန်မာပြည်ကိုပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။အထူးသဖြင့်ဇွဲထက်ရွှေဆိုင်ရဲ့တားငယ်လေးဟာနိုင်ငံသားကနေပြန်လာပြီးမှရုပ်ရှင်တရုံးဆောင်မင်းသားတယောက်လိုချောမလှပနေခဲ့ရဖြစ်ပါတယ်။ဒါက ကြောင့်ပြည်သက်တွေကတော့သဘောကျကြပါတယ်။အခုချိန်မှာတော့ဇွဲတက်ရွှေဆိုင်ရဲ့တားငယ်လေးကိုအောင်မင်းမြတ်ဟာနာမည်ကြီးရုပ်တံအစီအစဉ်တင်ဆက်သူဒဇင်တွေဝင်းနဲ့ချစ်ကြိုက်နေရလို့သတင်းထွက်ပေါ်နေခဲ့ရပါ။ဒါပေမဲ့ဒီသတင်းဟာတေချာမှုတော့မရှိပါဘူး။ဒါပေမဲ့လည်းသူတို့နှစ်ဦးသားချစ်ကြိုက်မယ်ဆိုရင်လိုက်ဖက်တယ်လို့ပရိသတ်တွေကတော့သဘောတူပေးနေကြပါတယ်။အထူးသဖြင့်အားလုံးသိကြတဲ့အတိုင်းရွှေဆိုင်ဟာမြန်မာနိုင်ငံမှာရှိတဲ့နာမည်ကြီးရွှေဆိုင်အားလုံးထဲမှာအလူအတန်းအရရောဆုံးဆိုင်အဖြစ်နာမည်ကြီးပါတယ်။ဒါကလည်းဇွဲထက်ရွှေဆိုင်ဟာင လေးဘေးမှာပြစည်းသွားတဲ့ဖះเจ้าကန်ဇေဒီပထိုးတွေကိုလူတန်းခဲ့ရဖြစ်တယ်လို့အကူကြီးလိုအပ်နေတဲ့လူတွေကိုလူတန်းတော့စတုဒေတာကျွေးမွေးတာတွေကိုလုပ်ခဲ့ရအောင်ဖြစ်ပါတယ်။ဒါတင်မကတိပဲဇွဲထက်ကဝန်ထမ်းတွေပေါ်မှာလည်းပြန်လည်ဆောင်ရှောက်တတ်တဲ့ဆိုင်ဖြစ်ပြီးတော့ဝန်ထမ်းတွေကိုလောက်ခလားစာတလောက်ကို35သိန်းပေးရအောင်လဲချီးကျူးခံခဲ့ရပါတယ်။ ဒီလိုမျိုးဇွဲထက်ရွှေဆိုင်ကသားသမီးကိုလည်းပရိသတ်တွေကအိမ်ထောက်ပံ့ကောင်းနေနဲ့တွေးစီခြင်းကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဇွဲထက်ရွှေဆိုင်ကသားငယ်လေးနဲ့အစီအစဉ်တင်ဆက်သူသစဉ်တွေဝင်းတို့ကိုသဘောတူကြလားဆိုတာပြောသွားခဲ့ပါဦးရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်